2025ခုနှစ်အောက်တိုဘာလ17ရက်နေ့စနေနေ့မနက်6နာရီကျို့တို့အတိုင်းတာရရှိချက်တွေနဲ့ကျွန်တော်တို့မြန်မာပြည်မိုးလေဝသအခြေအနေများကိုဆက်လက်လေ့လာကြမှာဖြစ်ပါတယ်။ဒီကနေ့နိုင်ငံတကာရာသီဥတုပညာရှင်များနဲ့အိန္ဒိယပညာရှင်များရဲ့တိုင်းတာချက်တွေနဲ့ကျွန်တော်ရရှိတဲ့တိုင်းတာချက်တွေရဆိုရင်2025ခုနှစ်မုတ်တုံလေစီကြောင်းစတင်အာရော့သွားပြီးတော့မြောက်ပြန်လေစတင်ဆင်းလာမှာဖြစ်ပါတယ်။အဲဒီလိုလေစီကြောင်းအပြောင်းလဲဖြစ်တဲ့အတွက်ကြောင့်မလို့ ဘင်္ဂလားပင်လယ်အလယ်မှာလေဆိုင်ဝဲတစ်ခုဖြစ်နေတာကျွန်တော်တိုက်တာရရှိပါတယ်ဒီလေဆိုင်ဝဲကြောင့်မလို့ဒီဘင်္ဂလားပင်လယ်ကလေဆိုင်ဝဲကတွန်းပို့လိုက်တဲ့ရေငွေ့တွေဟာမြန်မာပြည်အထက်ပိုင်းနဲ့မြန်မာပြည်အောက်ဘက်ကိုပြန့်ပြီးတော့ပါသွားတာကျွန်တော်တို့တိုက်တာရရှိပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြောက်ပြန်လေးညင်းနဲ့အတူဘင်္ဂလားပင်လယ်မှာလေဆိုင်ဝဲတစ်ခုဖြစ်ပေါ်ရာကနေမြန်မာပြည်မိုးရွာနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီး မိုးစလာဘလောကဥထေတင်မှတုံးသက်ပြသွားသည်ကိုတင်ဆက်ပေးလိုက်ပါရယ်စက်တင်ဘာလနဲ့အောက်တိုဘာလလကုန်ရက်များအထိဆိုထိုင်းစမြင်မာပြီးမိုးရွာနိုင်ခြင်းကိုအပိတိရာသီဥတုအခြေအနေဖြစ်လာနိုင်သည့်အတွက်မုတ်တုံဆုတ်ခွာမီရဲ့နောက်ကျနိုင်ပြီးမုတ်တုံနောက်ကျမှုတွေဆက်ရွာနေနိုင်ပါတယ်။အလဲပိုင်းမိုးနဲ့ရေရှားဒေသတွေမှာရွာသွန်းမြဲအထက်မိုးရေချိန်ရရှိနိုင်ပြီးအောက်တိုဘာလ30ရက်နောက်ပိုင်းတနင်္ဂနွေလုံးမှမုတ်တုံအပြီးဆုတ်ခွာတဲ့အခါမြန်မာနိုင်ငံအတွက်ဒီနှစ်မိုးနောက်ကာလကုန်ဆုံးပြီး မိုးလုံကာလကိုရောက်ရှိလာမှာဖြစ်ပါတယ်။မိုးလုံကာလမုတ်တုံအပီးသက်ဆုပ်ခွာရက်တွေမှာပုံမှန်ဖြစ်မြဲအပူချိန်အောက်အနှဲငယ်ကြဆင်းကဘင်္ဂလားပင်လယ်အော်အတွင်းလေပြင်းအားနဲ့ရေဝုန်ဖြစ်ပေါ်မိအခြေအနေများလည်းဆက်ရှိနေနိုင်ပါတယ်။မိုးနောက်မိုးလုံကာလစပားရိတ်တိမ်ချိန်တွေမှာကပလီပင်လယ်၊ဘင်္ဂလားပင်လယ်အော်၊တောင်တရုတ်ပင်လယ်၊အာရေဗျပင်လယ်နဲ့ထိုင်းပင်လယ်ကွေ့တွေမှာဖြစ်လာနိုင်တဲ့ထူးခြားမိုးလေဝသအခြေအနေတက်ရောက်မှုတွေကအောင်ရည်ရရှိနိုင်ခြင်းထက်ဖြတ်မိုးအနေနဲ့ပေးနိုင်သည်ကိုသတိပြုရပါမယ်။ ဖြစ်မှုအချိန်အခါမဟုတ်မှုတွေကြောင့်ရေထုတ်မပေးနိုင်သောရေဝင်ရေထွက်ကောင်းအောင်မြေပြင်အနေအမြင့်ကိုပြုပြင်မထားနိုင်သောလေကွင်းတွေမှာရေဝတ်ပြီးစပါးခင်းများရေမြုပ်နိုင်သည့်အနေအကိုသတိထားစောင့်ကြည့်ကြရပါမယ်။စနေနေ့တနင်္ဂနွေရောက်တဲ့အခါမှာလေဒီဇိုင်းဝက်ရတက်လက်တရှိနေပြီးတော့မြန်မာပြည်အောက်ပိုင်းနဲ့မြန်မာပြည်အထက်ပိုင်းကိုဆက်လက်ပြီးတော့ရေငွေများတွန်းပို့နေတာခံမလို့ရရှိပါတယ်။လာမယ့်73ရက်နေ့မှာတော့မြောက်ပြန်လေးစီကြောင်းဟာနေပြီးတော့အထိ စတင်ပြီးတော့စီစဉ်တိုက်ခတ်လာတာကျွန်တော်တို့ခံမှန်းသိရှိရပါတယ်ကျွန်တော်တို့ပေ3000အမြင့်က14ရက်နေ့လေစီးကြောင်းခံမှန်းချက်ကိုကြည့်တဲ့အခါမှာဆိုရင်မြောက်ပြန်လေစီးကြောင်းကအားကောင်းကောင်းနဲ့ပဲခူးနာအထိကိုရောက်ပြီးတော့ကွေ့ပြီးတော့အီယာဝတီနဲ့ရခိုင်တောင်ဘက်ကနေပြန်ဖြတ်ပြီးတော့ထွက်သွားတာခံမှန်းချက်တွေကတွက်ဆစ်လို့ရပါတယ်လာမယ့်15ရက်16ရက်လောက်မှာဆိုရင်တော့တောင်တရုတ်ပင်လယ်ကဖြတ်ဝင်လာတယ် လေစီးကြောင်းပါဆိုရင်မြမပြည်အောက်ပိုင်းကိုဖြတ်ပြီးတော့ဒင်္ဂလာပင်လယ်တွေကိုတက်ခတ်သွားတာကိုရောက်ပြန်လေစီးကြောင်းပါဒီပေါ်မှာကြောက်လို့မြမပြည်မှာရောက်ပြန်လေတက်ခတ်ချင်းတွေစတင်နိုင်တဲ့အနေအားရှိလို့အားလုံးပြည်ထားဖို့လိုပါကျွန်တော်တို့စောစောကဘင်္ဂလားပင်လယ်ထဲကလေဆိုင်ဝဲရဲ့တွန်းပုတ်မှုကြောင့်မလို့မြမပြည်ထဲကိုတိမ်အမြင့်နေအထိရေငွေ့တွေတက်သွားသလိုပဲအောက်ခြေမှာလည်းရေငွေ့အပြည့်ပါတဲ့တိမ်တွေ အထက်ပါမှာပြည်တွေကိုဝင်နေတာကိုကျွန်တော်တို့တိုင်းတားရရှိပါတယ်ဆင်းနေနေရောက်တဲ့အခါမှာတော့လေလံဝဲရဲ့တိုးတိုးမှုကြောင့်မျိုးမြန်မာပြည်အနှံ့ပြားမှာအိမ်ငွေ့များပုံမှန်ပြီးတော့မြို့မြင်းများအုပ်ဆိုင်ခြင်းတွေစတင်နိုင်တဲ့အနေအထားရှိသလိုရေငွေ့ဖွဲ့နိုင်တဲ့နေရာတွေမှာအုပ်ဆိုင်များနိုင်တဲ့နေရာရှိပါတယ်ဆက်တော့ရနေမှာဆိုလို့ရှိရင်တော့ EAOD မြစ်ဝမ်းလူမြင်ဒေတာတစ်ခုလုံးမှာဆိုလို့ရှိရင်အိမ်နဲ့ဂျင်းငွေတွေအပြည့်ပုံဝမ်းနေတာခမ်းမှတွေ့ရှိရပါတယ် ။တော်တော်အတွက်ပြတဲ့လေးစည်းကြောင်းနဲ့ရေငွေ့တွေအနေထားကြောင့်မလို့ဘင်္ဂလားပင်လယ်ကလေးဆိုင်ဝဲတွန်းပို့လိုက်တဲ့ရေငွေ့တွေကအထက်ပမာပြည်ကကချင်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်အထက်ပိုင်း၊စကိုင်းတိုင်းအထက်ပိုင်း၊မန္တလေးတိုင်းအထက်ပိုင်းနဲ့ရှမ်းပြည်အရှေ့မြောက်ဒေသ၊စစ်တောင်းမြစ်ဝမ်းဒေသ၊ပဲခူးတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းတို့မှာထက်လက်ပြီးတော့မုံများနိုင်တဲ့နေရာရှိပါတယ်။ဒါမဲ့စနေနေ့တနင်္ဂနွေရောက်တဲ့အခါမှာလေထိုလေးဆိုင်ဝဲရဲ့တွန်းအားကြောင့်မလို့ဆလွယ်ကုတ်အထက်ပမာပြည်မှာဆက်လက်ပြီးတော့ မိုးပါးပါးနဲ့တချို့နေရာတွေမှာအမိုးအနှဲငယ်များနိုင်ပါတယ်။ချမ်းပြည်နယ်၊ကချင်ပြည်နယ်၊သခိုင်းတိုင်းအထက်ပိုင်း၊ချင်းတောင်တန်း၊ရခိုင်ပြည်နယ်အထက်ပိုင်း၊ရခိုင်ပြည်နယ်အောက်ပိုင်း၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကယားပြည်နယ်၊သတင်းနယ်တိုင်းတို့မှာနေရာစိတ်စိတ်မှနေရာကျကျတက်လက်မိုးရွာနိုင်တဲ့နေသားရှိပြီးတော့ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာမြို့နှင်းတွေကျနိုင်တဲ့နေသားရှိပါတယ်။လာမယ့်7ရက်နေ့မှာတော့မြန်မာပြည်အနှံ့အပြားမှာမိုးဆက်လက်ပြီးတော့ခပ်ပါပါရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်။ ဒါမဲ့၁၄နှစ်ရောက်တဲ့ခါမှာတောင်တရုတ်ပင်လယ်ကပို့လိုက်တဲ့ရေငွေ့နဲ့ဒင်္ဂလားပင်လယ်ကဖြတ်သွားတဲ့ရေငွေ့ကြောင့်မလို့အောက်ပေါ်မှာပြီးဖြစ်တဲ့တနင်္လာရီတိုင်းမွန်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊အေရာဝတီတိုင်း၊ရခိုင်ပြည်နယ်၊မန္တလေးတိုင်းအောက်ဘက်၊ရှမ်းပြည်နယ်တို့မှာဆက်လက်ပြီးတော့မိုးရွာနိုင်တဲ့အနေအထားရှိပါတယ်။ဒါမဲ့၁၅ရက်နေ့မှာလည်းတောင်တရုတ်ပင်လယ်ကရှိန်နဲ့ဒင်္ဂလားပင်လယ်ကဖြတ်သွားတဲ့ရေငွေ့တော့ကြောင့်မလို့ချင်းပြည်နယ်ရခိုင်ရိုးမှရခိုင်ရိုးမှတောင်တန်း၊မကွေးတိုင်း၊အေရာဝတီတိုင်း ရန်ကုန်တိုင်းပဲခူးတိုင်းမန္တလေးတိုင်းအောက်ပိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်စတင်းလာတိုင်းတို့မှာနေရာစိတ်စိတ်မှနေရာကျည်ကျဲဆက်လက်ပြီးတော့မိုးရွာသွန်းနိုင်တဲ့နေသားရှိပါတယ်။လာမဲ့16ရက်နေ့မှာလဲထုံနီ၎င်းမယ်မြမာပြည်အနှံ့အပြားမှာဆက်လက်ပြီးတော့မိုးရွာသွန်းနိုင်တဲ့နေသားရှိပြီးတော့တချို့နေရာတွေမှာမြူတွေနှင်းနေနေနဲ့ကျဆင်းနိုင်တဲ့နေသားရှိတဲ့တကြောင်မလို့မိမိတို့မိတ်ဆွေများကိုအပြေပေးလိုက်ကြပါကျွန်တော်တို့2025ခုနှစ်မုတ်တုံဒေစီကြောင်စပြက်ပြဲသွားပြီးတော့ ဆောင်းတွင်ကိုမြောက်ပြန်လေးနဲ့စတင်ဝင်ရောက်လာပြီဖြစ်ကြောင်းကျွန်တော်တို့အသိပေးလိုက်ပါတယ် YouTube ကနေ share ပြီးတော့အသိပေးလိုက်ကြပါအသားဖိုင်လိုရင်လို့ရှိရင်တော့ကိုသက်ထရီနိုင် Telegram နေပြီးတော့ download လုပ်ပြီးတော့ဝင်ညပြီးတော့ဒါနလုပ်ပြကြပါခင်ဗျာကျေးဇူးတင်ပါ thank you